ားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမင်းလူရေးသားထားတဲ့အယောင်ပြောင်းသွားသောနှလုံးသားဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။အယောင်ပြောင်းသွားသောနှလုံးသားအခန်း1အဒီပဒီလမ်းပေါ်မှနေ၍တစ်ပုတ်ပင်ကြီးကိုလှမ်းကြည့်မိသည်တစ်ပုတ်ပင်ကြီးအရွယ်မရှိသောအကိုင်းများမှာဖဲကျူဝါကလေးတွေချီထားသည် လေတွင် တလူလူလွှဲနေရပါ။အိုးမိကျော်သည်ကျွန်တော်ကိုပြန်ချစ်ချောင်းအသည့်ပေးလိုက်ခြင်းပင်ဖြစ်ပါသည်။ ကျွန်တော်ကိုချစ်လင်တစ်ပုတ်ပင်ကြီးမှာဖဲကျူဝါကလေးတွေခြိထားပါဟုကျွန်တော်မှားထားခဲ့ပါသည်မဟုတ်လားတစ်ပုတ်ပင်ကြီးနားကိုရှောက်သွားသည်တစ်ပုတ်ပင်ကြီးတွေသာမဟုတ်ပါအပင်ခြေရင်းကစကူပန်းပင်ခြုံတွင်မှာဖဲကျူဝါကလေးတွေကိုခြိထားပါသည်ခလန်းလန်းကမြက်ခင်းပေါ်မှာဖဲကျူဝါတစထိုဖဲကျူဝါစာကလေးကိုကျွန်တော်ကောက်ကင်ကြည့်သည့်အခါဖဲကျူဝါမဟုတ်တော့ဘဲထမိန်အထက်စင်စာကြီးဖြစ်နေလေသည်တစ်ပုတ်ပင်ပေါ်သို့အလံတကြားမောကြည့်မိသည် အတိုင်းများမှာဖဲကျိုးဝါလေးမရှိတော့ပါအပင်ကွားစုံကတစ်ခေါက်ဘူးလုံးကြီးမှသာ အထက်စင်စအနေကြီးခြီထားသည်ကို တွေ့ရနေသည် အခန်းနှင့်ကျွန်တော်လန်နိုးလာတော့အခါခြေဝင်းကို သူ့စပွဲမှာထိုင်နေသည်ကို တွေ့ရသည်သူသည်မိသည်နေသောငွေစပယ်စေးဘောလေးကြီးကိုကင်ခဲ့သူရှိကနန်ရန်ရှိဂျပန်မှပုံပြက်ကလေးကိုငေးကြည့်နေသည်အေမီအေယာစီမှလူလိန်တန်းကိုကြားရသည်ဟင်းအေမီတပြင်းချာတဲ့ သူတို့နှစ်ယောက်စလုံးသည်နှလုံးသားနှင့်ပတ်သက်၍ကြာဆုံးနေကြသူနှစ်ယောက်ဖြစ်ပါသည်ခြေဝင်းသည် ချိုးချိုးကိုစားလိုက်ပေသည် ချိုးချိုးကလုံမနေပါနဲ့ဟု ပြောလွှတ်လိုက်သည်အေးမြင့်သည်ခင်မြင့်ကြီးကိုစကားလိုက်ပြောသည်ခင်မြင့်ကြီးကဖနှက်ပေးရမယ်ဟုပြောလွှတ်လိုက်သည်ထို့ကြောင့်သူတို့ဆွေးနေကြခြင်းဖြစ်ပါသည်ကျွန်တော်ကဖြင့်မဆွေးသေးပါမဆွေးသေးပါဟုဆိုသောကြောင့်ကြာမီဆွေးလိမ့်မည်ဟုမယူဆစေလိုပါ လွန်ခဲ့သောနှစ်ရက်ကပင်ကျွန်တော်သည်မိကျော်ကိုအောင်မြင်စွာစာပေးခဲ့ပါသည်မိကျော်ကြောင့်ကပြန်ဘက်စကားပေါ်မှာပေးလိုက်ခြင်းဖြစ်ပါသည်ဘက်စကားပေါ်မှာဖြစ်သောကြောင့်မိကျော်ညင်းလို့မရပါယူသွားရပါသည်ဘလောက်များပိုင်လိုက်ပါသလဲခုနကောင်နဲ့တခြားစီပါသူတို့ကိုကျွန်တော်အိမ်မက်အကြောင်းပြောပြပါသည်မိအိမ်မက်ကနမိတ်မကောင်းဘူးကွာခြေဝင်းနှင့်အင်းမေကဝေဖန်ပါသည်အမှန်တော့သူတို့ပြောသလိုမဟုတ်နိုင်ပါသူတို့သည်ကျွန်တော်စာပေးဖြစ်သည်ကိုမနာလို့ဖြစ်နေကြခြင်းပါ တကူဒီပေါ်ညှိအနှီးပြတ်သောမြေခွေးလိုဖြစ်ပါသည်ကျွန်တော်ဒီမိကျော်ကိုပေးလိုက်သောစာထဲမှာရေးသားထားသည်ကလည်းတိတ်မိမိုက်လာပါသည်ကြည်ပါလေနေစီပန်းကလေးတွေဖျားတဲ့အခါနေမင်းကဆေးကုပေးတယ်ကျဲကလေးတွေဖျားတဲ့အခါလာမင်းကဆေးကုပေးတယ်ကိုနှလုံးသားဖျားတဲ့အခါမိကျော်ကဆေးကုပေးပါနော်ဟေးဟေးဒီလိုစာမျိုးကိုဖတ်ရတဲ့အခါဘယ်မင်းကလေးကများကျွန်တော်ကိုမချစ်ဘဲနေနိုင်လိမ့်မှာလဲအခန်း၃ သူ့ကိုယ်တို့တငယ်ချင်းလိုပဲခင်ကျင်တယ်။မိကျော်ခေါ်ခင်ဆန်းကျော်ဤအဖြစ်ကျွန်တော်ဘာပြန်ပြောရမည်မှန်းမသိပါ။ကျွန်တော်စိတ်ကူးထဲမှာလုံးကတမျိုးပါ။ပကံလန်းထင်းကနေပြီးမိကျော်ကိုစောင့်မည်။မိကျော်16ဘတ်စကားပေါ်ကဆင်းလာတော့ခါကျွန်တော်စာကိန်းစာကိုမေးမည်။ထိုခါမိကျော်သည် ရှက်သဖြင့်ခေါင်းငုံထားလိမ့်မည်။ကျွန်တော်ကအတင်းမီသောခါတွင်မှခုတော့ဖြင့်ဒီလိုမဟုတ်ပါ။ မိကျော်သည်ဘတ်စကားပေါ်မှဆင်းပြီးကျွန်တော်ကိုတွေ့လင်းရှစ်ကြောက်ချင်းအလျင်ကင်းသောမျက်နှာဖြင့်ပြောလိုက်ခြင်းဖြစ်ပါသည် အမှန်တော့လေသူကျွန်တော်ကို ကြောက်ရံမလို့ပါကျွန်တော်တို့သည်ဆယ်တန်းမှာတော့ကတန်းနေနေနဲ့နေလာခဲ့ကြပါသည် သူရတွင် ကျွန်တော်ကတော့သူ့ကို ကြောက်နေပါသည်ကျွန်တော်ဤစိတ်ကူးတဲ့ကစကားများသည်လည်းမရှိတော့ပြီတုံရင်ထင်တော်သောစကားများသည်သာတို့ကိုတို့ကိုစိတ်ဆိုးသွားလားစိတ်တော့ဆိုးကျင်တယ်ဒါပေမဲ့မဆိုးတော့ပါဘူး ဒါဖြစ်ရင်ဟိုးဦးစာနောက်တစ်ခါတော့ဒီလိုထက်လုံရင်တော့စိတ်ဆိုးမိလိမ့်မယ်ထင်တယ်။အခန်းလေးနေ့အချိန်ကြီးကတိတ်အဆိုးကြီးမဟုတ်သေးပါဘူးဟဲ့။ခေးသန်းကပြောနေသည်။ရန်ကုန်တက္ကသိုလ်ဤပကြီးခန်းမသည်ကျွန်တော်တို့စတဲ့ချရာနေရာဖြစ်သည်။အတန်းမရှိသောအချိန်အတန်းပြီးသောအချိန်သို့မဟုတ်အတန်းလင်းနေသောအချိန်များတွင်ကျွန်တော်တို့သည်ပကြီးခန်းမမှထိုင်ကြသည်။ဆက်လုပ်စမ်းမှာကွာဖြစ်ပါတယ်။ငါတို့ကဆိုရင်မင်းထက်တောင်အချိန်လေးဆိုးသေးတယ်။နောက်တော့လည်းဖြစ်သွားတာပါပဲ။ ဘာဘာကျော်သည်ကျွန်တော်ကိုအားပေးသလိုလိုနှင့်ကြွားပြန်သည်ကြွားလဲကြွားเสียပါခုဆိုနေသူကောင်းမလေးသည် သူ့ကိုထမင်းဘူးတွေကထမင်းကိုလဲကျွေးသည်ပတ်စံကိုလဲချီသည်မှတ်ချက်ဘယ်တော့မှပြန်မဆက်ပါကျွန်တော်တို့ပင်နေသူထမင်းဘူးကိုကတ်စားရသည်သည် သူကောင်းမလေးချီသောပတ်စံဖြင့်လက်ဖက်ရည်ကတ်တော်သည်တကယ်တော့မူကျွန်တော်သည်နန်းမီကြီးထမင်းငှက်ဖြစ်ပါသည်ဒီစကားလေးသည် ကျွန်တော်တို့ပကြီးခမ်းမအတွက်အတိတ်ပဲများစွာရှိပါသည် အကျဉ်သူတယောက်သည်မင်းကလေးတယောက်၏ချစ်ကိုရသည်ဖြင့်အံ့ထိုသူသည် ထိုမင်းကလေး၏ထမင်းဘူးကိုပါရတော်သည်သာသူတို့သည်ထိုရရှိလာသောထမင်းဘူးကိုတယောက်တည်းဘယ်တော့မှမစားတတ်ပကြီခမ်းမသို့မရရအောင်ယူလာတတ်သည်တငယ်ချင်းတွေကိုခွဲဝေကြွေတတ်သည် ပကြီခမ်းကလူများသည်ဆင်းရဲမွဲတည်နေကြသူများမဟုတ်ကြပါသူရတွင်ငွေတော့ဖြင့်အမြဲပြက်လန့်နေတတ်ကြသည်ထိုကြောင့်မင်းတယောက်ယောက်ကမင်းကလေးတယောက်ကို လိုက်တော်မူဆိုလင်းအာရဝန်တာကူညီတတ်သည် ကြည်ကန်းအတွက်ထမင်းမှုတစ်ခုပစံချေသည့်မိန်းကလေးတယောက်တိုးလာမည်ဖြစ်သောကြောင့်ပင်ဖြစ်ပါသည်ခုချိန်မှာဖြင့်ကျွန်တော်သည်နာမည်ကြီးထမင်းငန်းဖြစ်ပါသည်ကျွန်တော်သည်မိကျော်၏ထမင်းဘူးထဲမှထမင်းတစ်စုံကိုမျှပင်မစားဘူးသေးပါမဟုတ်လားတို့ရာတွင်စိတ်သက်ဖြင့်မကြလိုက်လာသေးပါအခန်းကမိကျော်ပါလဲတို့တို့ပြောစရာတစ်ခုရှိလို့ရိုးရိုးသားသားတငယ်ချင်းတို့ပြောမယ်ဆိုရင်တော့ပြောပါဆန်းဆန်းပြပြဆိုရင်တော့နားမထောင်ချင်ဘူး အဲအေးလေတငယ်ချင်းတို့ပဲပြောပါမယ်ပြောလေဘာလဲဟိုဟိုးစာသမင်းမှုပါလာလားဒီမာလေးမတွေ့ဘူးလားဘာဟင်းလဲငန်းကြောင်ဟင်းနဲ့ပဲသေးကြောဩဟုတ်လားဒါဖြင့်သွားတော့မယ်နော်အခန်း6တိတ်ငဲနဲ့ကောင်းပဲကွာမိကျော်ကမပြောနဲ့ဆိုပေမဲ့အတင်းမရမကပြောဖို့ကွာဟာငါကြောက်တယ်ကွာမိကျော်ကတိတ်စိတ်ကြီးတာနော်အပြက်ကောလိုက်ရင်ဒုက္ခ ညံ့ပါပြီကွာမင်းနံမီကိုညံကိုကိုလို့မှဲ့ဖို့မကောင်းဘူးညံ့ကိုကိုလို့မှဲ့ဖို့ကောင်းတယ်အမမင်းတို့ကတော့ဖြစ်ရှိလို့လားလုံမနေပါနဲ့လို့အပြောခံရတဲ့ကောင်နဲ့ဖက်နှက်ပဲရမယ်ဆိုတဲ့ကောင်တွေကများဟာငါတို့ကဒီလိုပြောခံရပေမဲ့ဆက်လက်ကြိုးစားလျက်ပဲတနေ့ကြတော့မင်းတို့ရမှာပေါ့ကွာအခန်းခွနဲ့မိကျော်ပါလေတို့ပြောစရာတခုရှိလို့တငယ်ချင်းတို့ပြောမှလားမဟုတ်ဘူးဒါဖြစ်မပြောပါနဲ့ပြောရမယ်မိကျော် ပြောရမယ်တို့ရင်ထဲမှာလေဒီမှာညံကိုကိုတို့ကိုနောက်တစ်ခါဒီစကားမျိုးလုံးဝထပ်မပြောပါနဲ့ပြောခဲ့လို့ရှိရင်တော့တငယ်ချင်းအဖြစ်ကပါရက်စဲလိုက်ရလိမ့်မယ်ဒါပါပဲအခန်းရှိအယောင်ပြောင်းသွားသောနှလုံးသားလစ်တမတ်အပြားအစ်စင်မာထက်ပဂရိနီသွားစီသည်လစ်တမတ်အနီးဘေးစီမာထက်ပဂရိပြသွားစီသည် ပန်းနူရောင်နှလုံးသားဘာကုံများမြောက်လို့အစိမ်းရောင်တို့ပြောင်းသွားတာလဲကွယ် ျွန်တော်ဤအဆွေးကဗျာများသည့်ပကြီးခမ်းမ၏နာယံကစားဆောင်တွင်ပါလာခဲ့သည်ဓာတုဗေဒအကြောင်းသူလေးမိကျော်ကိုရည်ရွယ်ဆက်ထားသောဓာတုဗေဒဆိုင်ရာကဗျာများကျွန်တော်အဆွေးနေကြောင်းကိုပကြီးခမ်းတစ်ခန်းလုံးကသိကြပါသည်။အိုးသူတို့တင်မဟုတ်ပါကိုအောင်ရင်လက်ဖက်ဤဆိုင်က တင်ဝင်းတို့ဖြူဝင်းတို့လည်းသိသည်အေးဆိုင်က အမေကြီးလည်းသိပါသည် အခန်းကိုထိုတော်တွင်မှာပင်ချင်းဝင်းနှင့်အင်းမြင့်တို့၏ချစ်ကိစ္စများပြည်လည်သွားကြပါသည်။ ခြေဝင်းသည်သူ့ဝမပြန်မချစ်ရင်ကြောင်းမတက်တော့ဘူး။အင်းအားကန်နဲ့ခုံကြမြူဆိုသောကြောင့်တနာပြီးချစ်သွားသည်ဟုဆိုသည်။အင်းမင်းကမူသူ့ကရုံးသပင်တော့ကိုသပင်ကိုနည်းနည်းပိုရှိပေးပါမည်ဟုသောကတိဖြင့်ခင်ကြီးမင်းအချစ်ကိုရသွားပါသည်။သူတို့သည်အဝေးစားသည့်များချုပ်ကြပါသည်။တနေ့နှင့်ရေသုံးခါလောက်ချိုးသည်။ခြေဝင်းဆိုလျင်ပေါင်နာမှုတစ်ခုပင်ဝယ်လိုက်ပါသည်။သူတို့၏အကြောင်းများကိုကျွန်တော်အားပြန်ပြောကြပါသည်။ ခင်ကြီးမြင့်လက်ကလေးကွာနူးနူးလေးကွာဟင်မင်းကခုမှလက်ကင်နဲ့အစင်လားကွာခေကောင်လက်မကင်လို့ခြေတော့ကင်ရမှာလားအော်အေးမြင့်အေးမြင့်သပင်တူတလောက်တုံးလာပါသလားကွာနှကန်းကဘာလို့ကုထားတာလဲသမင်းစားဖို့ဗောကွာအော်သူတို့မှဖြင့်ပျော်နိုင်ကြပါပြီဒီကျွန်တော်အမှားတော့ဖြင့်ချင်းဝင်းနေအေးမြင့်ဒီကျွန်တော်ကိုအားမရကြပါညံကြီးဆက်လုပ်ပါကွာမင်းကလည်းပျော်ညံလိုက်တာ တော်ပါပြီကွာငါဖြစ်နေငါပဲရှိပါစေတော့တို့ရာတွင်ကျွန်တော်ဒီစာတဆောင်ကိုရေးသည်အခန်း30မိကျော်နောက်ဆုံးချိန်နှောက်ရတယ်လို့သဘောထားလိုက်ပါတော့ဒီတစ်ခါမှလို့လိုချင်တဲ့အဖြေကိုမရရင်နောက်ကိုဘယ်တော့မှမနှောက်ရတော့ပါမိကျော်ပြောသလိုတငယ်ချင်းဖြစ်ကပါရာသက်ပန်းရက်ဆဲချင်းရက်ဆဲလိုက်ပါတကောင်ထက်တော့ညင်မနဲ့နိုင်တော့ပါနှစ်ပြန်မိကျော်တို့အတန်းပြီးချိန်မှတို့လာဆောင်နေမယ်တို့ကိုချစ်တယ်ဆိုရင်အင်ဂျီဖြူရောင်းဝတ်ခဲ့ပါ အဖြူရောင်ကိုကြိုးစုံနေပါမယ်ညံ PS မိကြောမကြိုက်ဘူးဆိုလို့တို့စလိတ်ဖြတ်လိုက်ပါပြီအခန်းဆက်တအခန်းမှ assembly ရှိကဈဉ်ညံအုပ်ခုံပေါ်မှာထိုင်ဆောင်နေသည် assembly သည်ဝင်ပေါက်တစ်ခုတည်းသာရှိသောတည်တာကိုအခန်းကြီးဖြစ်သည်တပေါက်ထီးသောဝင်ပေါက်ကိုပိတ်ထားသဖြင့်အထဲကိုမမြင်ရဆရာဤစာသင်နန်းသာထွက်လာသည် စကန်တို့သည်ပြေးလွှားနေကြသည် တနအီခွဲ အတန်းပြီးတင်ပါပြီဆရာသည်တင်လို့ကောင်းနေတော့အကိုဒူရတော့မလားစီဂရက်တဲ့ကလာကလေးရောက်လာသည်ဝယ်မြပြူပြီးမှမိကျော်ကိုဂရီးပေးထားတာတတိယသဖြင့်မဝယ်ဖြစ်တော့ကလာကလေးသည်အင်ဂျီဖြူဝစ်ထားသည်မင်းဘာဖြစ်လို့အင်ဂျီဖြူဝစ်တာလဲကျွန်တော်မှဒီအင်ဂျီတထဲပဲရှိတာဒါပဲဝေးရမှာပေါ့ဗျာတနာရီမိနစ်40တကားပွင့်လာသည်ဆရာထွက်လာသည်ဆရာသည်တိုက်ပုံအင်ဂျီအနက်ကိုဝစ်ထားသည် အထဲကရှမ်းအင်ကြီးမှာအဖြူအခန်းထဲကအကြောင်းသားအကြောင်းသူများထွက်လာကြသည် ကျွန်တော်မကြည့်ရဲသဖြင့်ခေါင်းငုံထားရသည် ကျွန်တော်ရှိက လူတွေဖြတ်သွားကြသည်ခြေတံများနှင့်အတူ ကျွန်တော်ရင်ခုန်တန်းလည်းအတူတူနှလဲမတောင်းမြင်ဖက်အနီကလေးကို စီးထားသည်မှာမိကျော်ဤခြေတော်ကလေးမျက်စိကိုပေါ်သို့တဖြည်းဖြည်းတက်ကြည့်သည် ထမိန်အနီရာအင်ကြီးကိုကြည့်သည် ဟင်အနီအနီရက်ဆက်လှစွာသောအနီး ငွေသွင်းဌာနကိုဘလို့ဖြတ်ခဲ့သနည်းတစ်ပုတ်ဝင်းကြီးကိုဘလို့ပွေရှောင်ခဲ့သနည်းဝိဇာခမ်းမကိုဘလို့ဖြတ်ခဲ့သနည်းပကြီခမ်းမကိုဘလို့ရောက်ခဲ့သနည်းအခန်းဆက်နှစ်စောင့်နေကြသူများကမေးသည်ဘလို့လဲဟိအနီတဲ့ကွာကျွန်တော်ဒီစပွဲပေါ်မှာမျက်နှာအပ်ထားလိုက်သည်ဘလို့ဖြစ်တာလဲဆိုတာပြောပါအောင်ဟဲ့ရင်ရင်ထွေးဤတန်ကိုကြားရသည်ကျွန်တော်ခေါင်းခါလိုက်သည်အမကြီးမျိုးမြင့်ခင်ကပြောပြန်သည်ဒီလောက်လဲဖြစ်မနေပါနဲ့ဟဲ့ အမကြီးမှာခံစားရတဲ့နှလုံးသားမရှိပါဘူးဗျာပကြီးဆွဲရာတွင်ပုံစံဆံများပြထားသောအယူကောင်းကြီးကိုငေးကြည့်နေမိသည်ဒီမှာခမားကောလူဘွားတုံးကအသေးကွဲဘူးသလားကြုံလဲတနေ့နေ့ခမားလိုဖြစ်မှာပဲအဲ့ဒီခါကျရင်ဟေးဟိုမှာကြည်စမ်းခြေဝင်းကြီးအလန်တကြားအော်တန်ကြောင့်ခေါင်းထောင်ကြည့်မိသည်ခြေဝင်းညွန်ပြရာမှာအိုးအဖြူရောင်ချစ်လာစွာသောအဖြူရောင် မိကျော်သည်လမောင်းရင်သားကဖောင်းပောင်းကလေးဖြစ်နေသောအင်းကြီးဖြူကလေးကိုဝှေ့၍လာနေပါသည်ကျွန်တော်သူ့စီထား၍ပြေးသည်အခန်းဆက်သောအခန်း A5 နားကဆွေတော်ပင်အောက်ကခုံနှန်းကလေးမှာထိုင်ကြသည်ဘာကစပြောရမှန်းမသိမိကျော်အဖြူရောင်တို့ကိုချစ်ချစ်လို့စကားတို့သည် ကျွန်တော်လည်းရင်းများလိုပင်မညီမညာထွက်လာသည်မိကျော်ရှက်လို့ခေါင်းငုံသွားသည်ခုနကတော့အင်းကြီးအနီဘာဖြစ်လို့ဝတ်တာလဲ အင်းကားထွက်လာတော့ကနည်းနည်းချမ်းတာနဲ့အပေါ်ကထပ်ဝင်လာတာဒူးနဲ့တွေ့တဲ့အချိန်မှာတော့အင်ဂျီနီကြီးကိုချွတ်ထားဖို့ကောင်းပါတယ်ဟာဒူးလေဒူးရှက်လို့ဘာစိတ်ပြောရမှန်းမသိတတ်ပြန်ချွေးပြန်လာသည်ချွေးတို့မိမှုလွယ်ရည်တဲကလက်ကင်မွားကိုထုတ်သည်ဟောဘယ်ချိန်ကလက်ကင်မွားကြားတဲ့ညနေမှန်းမသိရတော့ခပောင်းစီးကရက်တလိမ့်သည်လက်ကင်မွားနဲ့အတူခုံထွက်လာပြီးကျွန်တော်ပေါင်ပေါ်လာတင်သည်မိကျော်ကမိသွားပါသည်ဟင်ဟင်ဒါကပါလေခပောင်း ်ဒါတော့တိတာပေါ့ဒါဘသူတောက်တာလဲတင်တင်ဝင်းတောက်တာအဲမဟုတ်ပါဘူးနန္ဒတောက်တာနန္ဒခမောင်းဘယ်တော့မှမတောက်ဘူးဒူးရမတောက်တာ တို့တိတယ်ဟင်ဆက်လိုက်ဖြတ်ပြီးလေးပါလေးနဲ့တို့ကိုတက်တက်ညာတာပေါ့လေမမဟုတ်ရပါဘူးဟာနောက်ကိုတကယ်မတောက်တော့ပါဘူးကျွန်တော်ဒီအယောင်ယာမှားမှားဖြစ်ပြီး secret ကိုလွှင့်ပြရန် နောက်တို့လှည့်ကြည့်မိသည်ဇင်းကြံအုပ်ကုံအောက်တို့ခေါင်းနှလုံးရိတ်ခနဲဝင်ပုံးလိုက်သည်ကိုတွေ့ရသည်မောင်ဆန်ရှားနှင့်ကင်းကောင်းကြီးတို့ လာချောင်းနေကြကြောင်းကျွန်တော်သိလိုက်ပါသည်သူတို့ကိုကြွားလိုက်ရအောင်မည်မိကျော်ဤသမင်းဘူးတွေကသမင်းကိုအာရပါရစားပြလိုက်မည်ဒီနှကောင်တည်ယူသွားရအောင်မိကျော်ဤသမင်းဘူးကိုခွင့်လိုက်သည်အထဲမှာသမင်းတစ်ဝက်လောက်သာကျန်တော့သည်ဟင်းလုံးဝမရှိမိကျော်ကခစ်ခနဲရည်သည်မပြန်ကြရင်တို့သမင်းပို့ထည့်ခဲ့မယ်မိတို့ပင်ဖြစ်ပါစေထိုနေ့မှစ၍ပကြီးခမ်းမအတွက်သမင်းမူတပူးတိုးလာခြင်းဖြစ်သည်ဝမ်းမြောက်ွယ်တဲ့င်းမင်ဖြစ်ပါသည် ဖောင်းချီဩဘာပေးကြပါကုန်။ရန်ကုန်တက္ကသိုလ်ပကြီးမိသားစုတို့အမှတ်တရရုပ်ရှင်ပရိသာဖေဖော်ဝါရီ1988နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်။